ရန်နီဖာနက်စီရီလာတို့အရီဒူဇာစီကိုသွားတဲ့အချိန်လမ်းတနီယာကရီဒီနီယာအပိုင်ရွာလေးတစ်ခုစီကိုရောက်လာခဲ့ပါတယ်။ရွာလေးရဲ့အရက်ဆိုင်နေမှာတော့ရီဒီနီယာတက်မူးတယောက်အရက်တောက်နေခဲ့ပါတယ်။ဆိုင်ပြေမှာစောင့်နေတဲ့စီရီလာကလည်းတရွာလုံးမှာလူတွေကြိုးတန်းလန်းနဲ့အသက်ခံထားတာကိုကြည့်ပြီးတော့အပြေရှားမရဖြစ်နေပါတယ်။ရန်နီဖာတို့ဆိုင်ထဲကအတီးတယောက်စီကိုသွားပြီးထက်စီရာစီကိုသူတို့လာနေတဲ့အကြောင်းစာပေးခိုင်းပါတယ်။တက်မူးကလည်းဆိုင်ရှင်နဲ့စကားဖြတ်ပြီးတော့ပြန်မှုအပြုံပြန်ထွက်လာတဲ့ချိန်အဲစီရီလာကိုမြင်သွားပြီးတော့ရီးတက်တက်ပြောလိုက်ပါတယ်။ စီရယ်လာတဲ့တမူးကိုတေးချကြည့်နေနဲ့သူ့ရဲ့အမြင်ထဲမှာတမူးတည်သွားတာမြင်ပြီးပြောပြဖို့လုံနေတော့ရန်နီဖာရောက်လာပြီးတော့တမူးကိုတောင်းပန်ကစီရယ်လာကိုဆွဲခေါ်သွားခဲ့ပါတယ်။လမ်းရောက်တဲ့အခါမှာတော့စီရယ်လာကလူရည်သေးမှာကြုံမြင်ပြီးတော့သတိပေးတာသူ့မန်နဲ့အကြောင်းရန်နီဖာကိုပြောလိုက်ပေမဲ့ကျောင်းဝင်ရမယ့်ကိစ္စတွေကိုမလုပ်ဘဲအရီဒူဇာအမြန်ရောက်အောင်သွားဖို့ပြန်ပြောရင်ခီးဆက်လာခဲ့ကြပါတယ်။ပြီးတော့မှစီရယ်လာရဲ့အစွမ်းတွေထိမ့်မရတာများလေလေရန်သူကသူ့ကိုခြေရာခံပြီးပို့ပြီးတော့နီးလေလေဖြစ်တာအကြောင်းမလို့အဓိကအရာကိုပဲခေါင်းနဲ့ထည့်ပြီးတော့ ိုကူးဆိုင်ဖို့ပြောကခီးဆက်လာခဲ့ကြပါရီဒီတစ်ပတ်မှာလဲဂေရိုနဲ့ဂျက်စကီယာတို့ကသူတို့မသိရမေးဖို့ပညာရှိအဖိုကြီးကော်ဒရင်ဂါတို့လင်းများစီကိုရောက်လာခဲ့ပါရီအဲဒီတော့ဂေရိုကအိမ်တကားရဲ့ထောင်ချောက်ကိုဖွင့်နေတော့မှကော်ဒရင်ဂါထွက်လာပြီးတော့ဂေရိုကိုအိမ်ထဲကိုခေါ်သွားခဲ့ပါရီစင်ထရာမှာလဲအမီယာကလူမှုဘဘဲဆရာရီစီကိုရောက်နေပြီးတော့ပြင်ခိုင်းနားရဲ့သူ့ရဲ့ဓာတ်ကိုစမ်းကြည့်နေခဲ့တယ်လို့လူမှုလေးတွေကတိုက်ပွဲတွေအကြောင်းမေးနေခဲ့လို့နက်ဖ်ကဘီယင်ဟောင်းကိုနန်းချပြီးတော့တိုက်ခိုက်ရတဲ့အကြောင်းပြန်ပြောရင်းနဲ့ နောက်တစ်ချိန်နေမီတစ်ခုလုံးတိမ်းမီရင်တော့စစ်ပွဲဆိုတာမရှိတော့ပဲငင်းငိုင်းနေပဲဖြတ်တန်းရင်းနဲ့အေးစစ်စစ်နေမဲ့သူ့ရဲ့ရီမန်းချက်ကိုပြောပြနေခဲ့ပါတယ်။စင်ထရာနန်းတော်ရဲ့ဝိုင်းတူလောင်ကန်းနဲ့မှာတော့အချုပ်သားရင်းနဲ့အတူတူဖန်ခံထားပြီးဘရင်တောင်းမဲ့ဝိုင်းနေမှာပါအစိတ်ပါမပါဆန်းတောက်ရတဲ့အလုပ်ကိုလုပ်နေရတဲ့သူကတော့ဖရန်ဂျီလာပါပဲ။အစိတ်ပါတဲ့ဝိုင်းကိုတောက်မိတဲ့အချုပ်သားကတော့မြေမြုပ်ခံလိုက်ရပါတယ်။ဖရန်ဂျီလာတယောက်စုပ်ပြတ်တက်နေအောင်အနှိမ့်ဆက်ခံထားတဲ့သူ့ဘဝသူစိတ်နာရင်အငြင်းရန်ဝိုင်းမှုနေပါတော့လေ။ တမမလေး Godring ကတော့အိမ်လေးကိုရောက်တာနဲ့ Mimo ဆရာ Renes တဲ့ပတ်သက်တဲ့အကြောင်းဂဲရောကမေးလိုက်တာအကြောင်းမလို့ Renes က Mimo တင်တန်းကြောင်းကနေနေထုတ်ခံရပြီးတော့အဲဒီနောက်ပိုင်းမှာတော့မော်ဆရာတယောက်ရဲ့လှုပ်ရတဲ့ပဲဖြစ်မကောင်းတာတွေလိုက်လုံနေရတဲ့အကြောင်းပြောပြလိုက်ပါပြီ။ဂဲရောက Renes ရဲ့ဆရာကြောင်းကိုမေးပြီးတော့မှပတ်စံမပေးရသေးတာသတိရပြီးတော့ပတ်စံတုပ်ချပေးလိုက်ပေမဲ့ငွေကြေးမလုံလောက်ခဲ့တာအကြောင်းမလို့သူ့အသက်နဲ့အလောင်းစားလုပ်ပြီးတော့အကျွေးမှတ်ထားဖို့တောင်းပန်လိုက်ပါပြီ။ ဲဒါကြောင့်ဂေရိုကသူ့ကိုစက်ကြနဲ့ပေါက်ခိုင်းပြီးတော့မတည်သေးရင်အကျွေးမဲ့ထားပေးရမယ်လို့ပြောလိုက်တာကြောင့်ဂေါ်ဒရင်ကလည်းစက်ကြကိုယူပြီးတော့ဂေရိုကိုလွှဲအောင်ပြစ်လိုက်ပါတယ်တကယ်စိတ်ထားကောင်းတဲ့ဘိုးတော်ကြီးပါပဲဗီနပ်စ်ကိုကြိုးကင်နေတဲ့မော်စီယာဘာလို့လဲဆိုတာမသိပေမဲ့ဗဲလ်ဗန်ရဲတိုက်ကြီးရှိနေရလို့ပြောလိုက်တယ်လို့မော်စီယာဘာလို့ပဲဖြစ်ဖြစ်အရန်အန်နီယေကြီးလို့လက်လျှော့ဖို့တားလိုက်ပေမဲ့လေဂေရိုဆိုတာနည်းနည်းရလူမမဟုတ်တာဗျာဘယ်လိုလက်လျှော့မှာရောပြန်ကနေထက်တိလိုက်ရတော့စီဝေလာရဲ့နောက်ကိုအစ်စရစ်အပါဝင်တခြားသူတွေလိုက်နေအောင်လဲတိသွားကြအောင်မလို့ကိစ္စတစ်ခုပြတ်သွားအောင် ရီနန်ကိစ္စကိုအမြန်ရှင်းဖို့ထွက်လာခဲ့ပါတယ်။အမြင်ရတဲ့အခါမှာတော့ Jet Skier ကအမြင်နဲ့ထွက်ပြေးနေရတာပင်မနဲ့အတွက်စီဝဲလာကိုစိတ်ချတဲ့အတိုင်းပဲတစ်ခုမှပို့ထားတင်တယ်လို့အခွင့်အရာတော့မပြောလိုက်ပါဘူး။ Gero ကနောက်ထပ် Anier ရှိရဲ့အလုပ်တွေကို Jet Skier ကမခိုင်းတော့ဘူးလို့ပြောလိုက်ရင်တယောက်တည်းပဲ Bell Ban ရဲတိုက်ကိုထွက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ Randy Farrow က Torin ဈေးတစ်ခု ရောက်သွားခဲ့ပါတယ်။ Renan ရဲ့အနောက်မှာရှိနေတဲ့မော်ဆီယာရဲ့စွမ်းအားကကြီးလွန်းလာကြောင်း Randy Farrow ကမိုးကဖန်ဆင်းပြီးတော့ခီးသွားမယ်ဆိုလို့ရှိရင်ချီယာခမ်းမိသွားနိုင်လို့ တခြားအသည့်မော်ဆီယာမတယောက်ကိုအကူအညီတောင်းဖို့အတွက်အခုနေရောင်ရောက်လာခဲ့ရလေဖြစ်ပါတယ်။မိတ်ဆွေမော်ဆီယာမစီကိုတောင်းဖို့စောင့်နေတော့မှာစီရီလာကရီဒီနီးယားမှာရန်နီဖာပေးလိုက်တဲ့စာအကြောင်းမေးလိုက်တာအကြောင်းမလို့ထက်စီရာစီကိုသူတို့လာမယ့်အကြောင်းစာပို့ရလို့ပြန်ပြေးလိုက်ပါတယ်။စီရီလာကမယုံသင်္ကာနဲ့ဆက်မေးနေခဲ့ပေမဲ့လေအ мян ရောက်အောင်သွားမယ်လို့သာပြောပြီးတော့ဈေးတန်းနဲ့ဝင်လာခဲ့ပါတယ်။မိတ်ဆွေရဲ့တဲရဲစီကိုရောက်တဲ့အခါမှာတော့အပြန်လန်နှုတ်ဆက်ပြီးတော့ရန်နီဖာကအရီဒူစာကိုတောင်းဖို့အတွက်မှော်မှုဝါတစ်ခုဖွင့်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ လူမိုက်တယောက်ကကလေးတယောက်ကိုကျိုးနဲ့ချီခေါ်လာပြီး Clara Mouse ကိုမုံဝဖွင့်ပေးဖို့ Randifier ရဲ့မိတ်ဆွေကိုပတ်စံပေးလိုက်ပါတယ်။အဲဒီအချိန် Sirella ကအဖမ်းခံထားတဲ့ကလေးနဲ့မျိုးလုံးချင်းစုံမိပြီးကလေးအသက်ခံရမယ့်အနာဂတ်ကိုမြင်သွားခဲ့ပြီးတော့ကျိုးကိုဖျက်ပေးကပြေးခိုင်းလိုက်ပါတော့တယ်။အမှလူမိုက်ကလည်းဒေါသထွက်သွားပြီးတော့ Sirella ကိုတိုက်ခိုက်ဖို့လုပ်လိုက်တဲ့အချိန်မှာတော့မနီနိုင်တော့တဲ့ Randifier လည်းဝင်ကူပြီးတော့လူမိုက်ကိုဇက်သိမ်းပေးလိုက်ရပါတော့တယ်။ Randifier လည်းအချိန်နေထပ်ပြီးတော့မရှုပ်ချင်တာကြောင့်မလို့ဘသူမှမသိခင် Sirella နဲ့ထွက်ပြေးလာခဲ့ပါတယ်။ ရီဒူဇာမှာလဲမေရီဂိုးစ်ကမှော်တင်နန်းသူအစ်အတွက်တင်နန်းခမ်းမစီကိုခေါ်သွားနေရင်တင်နန်းသူတယောက်ပြောင်းနေလို့မေးနေပါတယ်။ထက်စီရောကလည်းနောက်ဆုံးတယောက်ကိုခေါ်ပြီးတော့ပြောင်းနေတဲ့သူရဲ့အခန်းကိုရှာဖို့အတွက်ပြောလိုက်ပါတယ်။နောက်တော့တင်နန်းသူတွေကိုခမ်းမတွေမှာထားခဲ့ပြီး figure 4ရုပ်နဲ့မှော်အစည်းအဝေးပြန်တက်ဖို့ထောက်သွားခဲ့ပါတယ်။အစည်းအဝေးခမ်းမတွေမှာတော့မျိုးကြီးရဲ့တပြားဟောင်းကိုပဲလူတန်းအပြန်ဖွင့်နေခဲ့တာကြောင့်မလို့ထက်စီရောကအချင်းချင်းညှင်းခုမလီကြပဲနဲ့ညှိနှိုင်းဆောင်ရွက်ကြမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့အစည်းအဝေးကိုရုပ်သိမ်းပြီးလိုအပ်တာတွေကိုမှာစားလိုက်ပါတယ်။ က်ဆီရောတော့တင်တန်းသူတွေပျောက်ပျောက်နေတာအိမ်လွမ်းပြီးတော့ထွက်ပြေးသွားတယ်လို့ထင်နေချင်းမေရီဂိုးစ်ကတော့နေစာရဲ့အခန်းသွားခြင်းနိုင်ငံသွေးစားတွေမြင်ပြီးတော့တခုခုထူးဆန်းနေပြီဆိုတာသတိထားမိသွားခဲ့ပါတယ်ရီဒီနီယာမှာလည်းဒေးစရာကလက်ငယ်တွေကိုမနှိမ့်ဆက်ပေးဖျားယောင်းသိမ်းသွင်းရမယ်လို့တွေးမိသွားခဲ့ပါတယ်တပတ်မှာလည်းရာဒိုဗစ်ကနန်တော်တွေမှာပျော်ပါနေတော့ဂျက်စကီယာရောက်လာပြီးတော့ဂေါ်ဒရင်ကတော့လင်မယားစီမှာသတင်းမေးခဲ့ပေမဲ့ကေရောမှာပတ်စံမလောက်လို့အကုန်မသိခဲ့ရအောင်ပတ်စံပေါ်တဲ့ရာဒိုဗစ်ကိုသတင်းသွားမေးဖို့ပြောလိုက်ပါတယ် တပတ်မှလည်းဂေရိုးကဗဲလ်ပန်ရေးတိုက်စီကိုရောက်သွားပြီးတော့မကောင်းတဲ့အငွေ့အသက်ရနေရကြောင်းမလို့ဝှချစီတောက်ပြီးတော့တတိနဲ့ဝင်လာခဲ့ပါတယ်။ရန်နီဖာကထွက်ပြေးလာတဲ့လမ်းတစုံမှစကားမပြောဘဲနေလာကြောင်းမလို့စီဝဲလာကပဲတောင်းပန်ပြီးတော့စကားစာပြောလိုက်ပါတယ်။ရန်နီဖာကတချို့ကိစ္စတွေမှာဝင်မပါဘဲလက်ဆောင်နေဖို့ကလေးတယောက်အသက်ကိုကယ်နိုင်ပေမဲ့တပတ်ကလူမိုက်ဖြစ်နေလို့အခုလောက်ဆိုရင်တော့တရွာလုံးမှာတက်နေပြီးလောက်ပြီ။ဒါဆိုရင်တော့အသက်တစ်ချောင်းကယ်ပြီးတော့အသက်အများကြီးအသက်ခံနေရရင်မှန်နဲ့လောက်ရဖြစ်မလားဆိုပြီးတော့ဇက်တိုက်ပြောချလိုက်တာကြောင့်မလို့ဇီဝဲလာလည်းပါဇက်ပိတ်သွားရပါတယ် အနာဂတ်ရေကြုံမြင်ပြီးတော့စူပါဟီးရိုးလုံးချင်နေတဲ့စီရယ်လာကိုဘရင်ဘောက်ကငါကြည့်ဘဝအကြောင်းများငါမသိမဖြစ်ရလေအောင်စုံဖြတ်ချက်တစ်ခုချပြီးသူ့အကြောင်းသိအောင်ပြဖို့အတွက်လမ်းလို့ရသွားပြီလို့ပြောကအနောက်ပြန်လှည့်လာခဲ့ပါရီအဲတော့စီဇန်3ကိုရောင်းနေပြီအခုချိန်ထိ comment မြေ like မပြီးတဲ့ပရိသတ်တွေအတွက်မှော်ကားရာမမ်းမှုတ်လိုက်ပါမယ်ကလော်သီးကြော်စားမိပြီးတော့ဤပါရင်ဖင်မှုပါသေးတာတပတ်မှလည်းကဟီယာကိုအပြစ်ပေးရနေနဲ့စစ်သူကြီးရဲ့ယာရုကဖြုတ်ပြီးတော့မြောက်ပိုင်းစစ်တပ်ရဲ့လှေရန်တွေကိုလူယူတိုက်ခိုက်ဖို့ အမီယာတာဝန်ပေးခဲ့ပါတယ်မြောက်ပိုင်းလဲရန်တစ်ခုတိုက်ခိုက်နေတဲ့ဂိယာတယောက်လဲကျသွားတဲ့အချိန်စကိုရာဒေးရဲ့တပ်ဖွဲ့ခေါင်းဆောင်ရောက်လာပြီးတော့ကူတိုက်ပေးလိုက်ပါတယ်ပြီးတော့မှအလောင်းတွေကိုမြေမြုပ်နေရင်စကိုရာဒေးကဖရန်ချက်စကာရဲ့ရှုပ်ဖြူဟော်ရီရဲ့နောက်ကိုလိုက်ရင်လည်းအချိန်ကုန်နေတဲ့အကြောင်းပြောပြနေပါတယ်ဒါပြင်ဖရန်ချက်စကာတယောက်စင်ထရာမင်းသမီးစီရယ်လာကအဲ့ငယ်ဒီအားလုံးရဲ့ကေဒီရှင်ဖြစ်တယ်လို့ရှေ့ပြဟောခဲ့တဲ့အတိုင်းအသေးအံရှာနေလို့ထပ်ပြောလိုက်ပါရီဇီဝလိုင်းနမေကြောင့်အနေသူ့အတွက်မျောလင်းချက်လမ်းပွင့်ရင်သွားပြီးအမီယာစီမှာတစ္ဆာခံမှုပြောလိုက်တာအကြောင်း ဂိယရဲ့ကံလန်းမှုကိုစကိုယာတဲကလက်ခံလိုက်ပါတယ်။စင်ဒရာဝိုင်းတူလောင်ခန်းထဲမှာဝိုင်းမှုပြီးတော့တစ်သလုံးလေးကျင်းခဲ့တဲ့မော်ပညာတွေကအတုံးမဝင်တော့လို့စိတ်ပြက်နေတဲ့ဖရန်ဂျီလာကအချုပ်သားတယောက်လဲကျသွားတာကိုမြင်လိုက်ရအောင်မလို့အကြံပေါ်သွားပြီးတော့ရဲမက်တွေကိုအချုပ်သားတယောက်တည်ပြီးလို့ပြောလိုက်ပါတယ်။ဂျက်စကီယာကတော့မိုက်ကိုကြကြနနခင်းဘောမဘောမဘောမရဲ့ကနေရဆိုပြီးတော့ဟန်ကြပန်ကြတချေးစူပြလိုက်လို့ရာဒိုဗစ်ကကြွေသွားပြီးတော့ရီနက်စ်နဲ့ပတ်သက်သမျှစုံစမ်းထားပေးမယ်လို့ပြန်ပြောလိုက်ပါတယ်။ ကဲရောလည်းဗဲလ်ပန်ရဲတိုက်ထဲကိုဝင်သွားရင်းနဲ့မြေအောက်လိုင်ကောင်းလေးကိုရောက်တဲ့အခါမှာခေါင်းပြက်ကြီးသုံးလုံးကစကားတွေပြောနေတာတွေ့လိုက်ရပါတယ်။တတိနဲ့ဆက်လက်လျှောက်လာခြင်းအကူကြီးတောင်းတန်ကြလို့ပိုးရင်ကိုခွဲထုတ်လိုက်တဲ့အခါမှာတော့မင်းကလေးတယောက်ထွက်လာခဲ့ပြီးတော့ကြောက်လန့်နေခဲ့တယ်လို့မိစားငွေသက်ရအောင်မလို့မင်းကလေးကိုပုံခိုင်းပြီးတော့နောက်ပြန်တိုးကြည့်တဲ့အခါပိုးရင်တစ်ခုထဲမှာခေါင်းမပါပဲကိုသုံးခုပူးထားပြီးလက်တွေအများကြီးနဲ့မိစားတကောင်တွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ခေါင်းတရားကိုတရားဖြစ်နေတဲ့မိစားကောင်ကိုတခါလေးတိုက်ခတ်ရင်းတက်ဖြတ်လိုက်တယ်လို့ မင်းကလေးကိုလည်းကဲထုတ်နိုင်ခဲ့ပါရီစင်ဒရာမာနက်ကတသားတွေကဝိုင်ခန်းနေရအလောင်းတစ်ခုကိုထုတ်ပြီးတော့လွှင့်ပြစ်ကပြန်ထွက်သွားခဲ့ပါရီတကယ်တော့ဖရန်ဂျီလာကအလောင်းဟန်ဆောင်ပြီးတော့ထွက်ပြေးဖို့စီစဉ်လိုက်တာလည်းဖြစ်ပါရီရီနီယာမှာဘရင်ဗစ်မဲကအချစ်တော်ရဲ့အတွက်ပျော်ပွဲရှင်ပွဲလှုပ်ပေးနေတုန်းမှာရာဒိုဖစ်ရောက်လာပြီးတော့ကော်ဒရင်ဂါရုအကြောင်းပြောပြရင်စုံစမ်းဖို့အတွက်ဖလစ်ပါကိုလွှတ်လိုက်ပါရီအဲဒီနောက်တော့နက်ကအင်းနဲ့တိတ်ဆိတ်အဆက်အသွယ်ရှိနေရဲဆိုတာသိနေရဲလို့သတိပေးလိုက်ပါရီ ဂေါ်ဒရင်ကတော့လင်မယားစာဖတ်နေတော့ Renance ရောက်လာခဲ့ပြီးတော့ဂေရိုတို့အစီအစဉ်တွေကိုမေးလိုက်ပေမဲ့ပတ်စံမပေးရင်ဘာမှမပြောရဲလင်မယားကနှုတ်ပိတ်နေတာကြောင့်မလို့တိန်လုံးကိုမီးရှို့ပြီးတော့ပြန်ထွက်သွားပါတော့ဒီ။ဟွန်းမတောင်းသင့်တဲ့သူကိုငွေသွားတောင်းတာ ਉ ခံဖို့လို့ပြောမှတပါ။အေးရီဒူဇာမှာရန်ဒီဖာကိုပို့လိုက်တဲ့စာကိုဖတ်နေတော့ဖီဂါ4ကရန်ဒီဖာအိမ်မြန်လာတာခွင့်ပြုမှာလားလို့မေးပြီးတော့အဲ့ရပေါ်တက်လိုက်ပါရီ။ ဒက်စီရာအနေနဲ့တစ်ဖက်ကအချစ်တော်သမီးတယောက်ဖြစ်သလိုတခြားတစ်ဖက်မှာလည်းပြဿနာအိုးမိန်းမလေးဖြစ်နေလို့ဝေခွေးမရဖြစ်နေချိန်ခေါင်းစားတက်တာဖို့အတွက် figure 4ရဲ့အချစ်ညိုကွင်းထဲမှာပဲနေလိုက်ပါတော့ Renifer ကမျက်ခွင်းပြင်းကြီးတစ်ခုစီကိုရောက်တဲ့အခါမှာတော့ရက်လိုက်သလိုဇီဝဲလာရဲ့လက်ကိုကင်ပြီးတော့သူ့ရဲ့တိတ်ကိုပြန်ကြည့်ခန်းလိုက်ပါတယ် Renifer ရဲ့လက်ကိုထိလိုက်တာခါကုန်းမလေးဘဝကနေပြီးတော့ဒက်စီရာလာခိုရာကအစအခုလိုမျိုးလှပလာဖို့အတွက်အယားယားပေးဆက်ပြီးတော့မော်ပညာနဲ့ရုပ်ချောလာဖို့အတွက်လူတိုင်းနဲ့စန့်ကျင်လာခဲ့သမျှလေး ဆော်ရန်တောင်ကုန်းတိုက်ပွဲပြီးမြောက်ပိုင်းဒေသဘယီနီရဲ့ကွမျက်ပွဲမှာကဟီယာကိုကယ်ပြီးတော့ထွက်ပြေးသွားခဲ့တဲ့အဆုံးထိမြင်းမိပြီးတဲ့တကာလမှာတော့ရန်နီဖာရဲ့ခံစားနေရတဲ့ဒုက္ခတွေကိုနားလေသွားပါတော့လေကွမျက်ပွဲမှာလူအသက်တချောင်ကယ်ခဲ့တဲ့အကျိုးဆက်ကြောင့်မြောက်ပိုင်းနဲ့အရီဒူဇာမိတ်ပြတ်တဲ့ပြင်အရီဒူဇာမှာလည်းအချင်းချင်းသွေးကွဲသွားခဲ့ရတယ်ဒါရီယိုတင်ငန်းစာယူပြီးအချိန်မတန်သေးပဲကိစ္စတိုင်းဝေမပါဖို့ရန်နီဖာသင်ပေးလိုက်ပါတော့လေကဲတော့ကဖဲလ်ပန်ရဲတိုက်ကနေမင်းကလေးကိုကယ်လာခဲ့ပြီးတော့တောအုပ်တစ်ခုရဲ့စမ်းချောင်းဘေးမှာနာရင် မင်းကလေးကိုပြုစုပေးလိုက်တယ်လို့တတိပြန်ရလာတဲ့အခါမှာသူ့ကိုယ်သူစီရယ်လာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဂေရောကလေသူနဲ့တောက်လျှောက်အတူရှိနေတဲ့စီရယ်လာကိုပဲသိနေတဲ့အတွက်နောက်ထပ်စီရယ်လာတယောက်ပေါ်လာတဲ့အခါမှာတော့စိတ်ရှုပ်ထွေးသွားပြီးမင်းကလေးကိုတေးချာကြည့်နေရင်းနဲ့ဇလန်းတစ်ပိုင်းကလေပြီးဆုံးလို့သွားခဲ့ပါတော့တယ်။ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါစီဗျာ။ခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာစားစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားသောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ ဒီအိမ်စားသောက်ဆိုင်လေးမှာဆိုရင်တော့မြမယူရစားသောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲမြမစားစားတွေမကထိုင်းယူရစားစားတွေကိုလည်းမာယူနိုင်ပါလေအစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတော့လေအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝင်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်နဲ့စီစဉ်ပေးထားပါသေးတယ်နောက်ထပ်တစ်ခုကလေဗီဇာတက်တန်းတိုးခြင်းသေးတာလားအလေဗီဇာကလည်းရေရှည်နေလို့ရမယ်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား AC ကလေးမွေးလို့ဆိုရအောင်စားဖစ်တွေရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝန်ဆောင်မှုပါဝင်လေးစိတ်အကျိုးပို့ pickup service လည်းရှိပါသေးတယ်ခင်ဗျာ။ဒီအိမ်စားသောက်ဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icosia Mall ကို BDS နံပါတ်တိုင်းစီယုံနဲ့ရောက်မှလည်းဖြစ်ပါတယ်။ဒီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်းဒီ BDS စီးလာပြီးတော့ Agent Number 4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်နေရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာ။ The Witcher Season 3 Episode 3ရဲ့နာမည်ကတော့ Reunion လို့နာမည်ရပြီးတော့ Serial ရဲ့နောက်ကိုအသေးအတန်လိုက်နေတဲ့ Mi Mo Sia Renance ကိုရှင်းပြဖို့အတွက် Radovici မှာအပေးယူလှုပ်လာပြီးတဲ့နောက် Vesbula ရဲ့အိမ်မှာနှစ်နေသလိုအခြေစကန်တပွဲတလန်းဆမ်းမြပြင်လိုက်ကာမှာ Gero ရောက်လာပြီးတော့ခေါ်သွားပါတယ်ဒေါ်ရောက်တဲ့အခါမှာတော့သူ့ကိုယ်သူ Serial လို့ထင်နေတဲ့ကလေးမလေးကိုပြလိုက်ရင်စေယောကကိုပြအောင်ကူပေးမှ Serial အတွက်စိတ်အေးရမယ်ကြောင်းပြောပြလိုက်ပါတယ်ကလေးမလေးကတော့တခုခုပူးကက်ခံထားတယ်လို့မျိုးတောင်းစီရင်မြစကားတွေကိုပြောနေခဲ့တယ်လို့ ဂျက်စကီယာကိုလည်းဂီးမဆိုင်ခဲ့ပါဘူးဂဲရိုကနက်ဆီယာမှအာနီကာစီကိုသွားဖို့အတွက်တိုးနဲ့ထဲမှာခရီးဆက်နေတုန်းလူတယောက်ကသူတို့စီကိုအပြေးလွှားရောက်လာလို့တေးချာကြည့်လိုက်တော့အော်တိုဖြစ်နေခဲ့တာကြောင့်မလို့အနက်ခံကောင်းတော့မယ်လို့ချီးကျူးလိုက်ပါရီအာနီကာစီကိုရောက်တဲ့အခါမှာတော့မင်းကလေးကိုသူ့မော်ပညာနဲ့ယောဂဆန်းသတ်နေပါရီဂျက်စကီယာကစေးမြစ်ကျိနေတဲ့အော်တိုနဲ့စကားပြောနေရင်ဆက်စုနေခဲ့လို့ သူဟာအရင်တုန်းကတမန်ဝင်မလို့တကောင်ဖြစ်ခဲ့ပြီးတော့ရွာသားတွေကမိစာလို့ဆဆွဲပြီးသူ့ကိုတတ်ဖို့ဂေရော့ငှားခဲ့ပေမဲ့မိစာမဟုတ်မှန်းသိပြီးတော့ဆေးကုသပေးကကေထားရဲအကြောင်းပြောပြလိုက်ပါတယ်။အမမင်းကလေးကိုစမ်းတဲ့ရင်နဲ့စွမ်းကြီးမော်ဆီယာတယောက်ကစိတ်နဲ့ထိ ंछ ုပ်ထားတယ်လို့ပြောပြလိုက်တာအကြောင်းမလို့ဂေရော့လေစီဝလာအစစ်စီရနေပြီးတော့တခခုလိုချင်နေရဆိုတာသေချာနေပြီလို့အာနီကာကိုပြောလိုက်ပါတယ်။ဘယ်သူလုပ်ရဲဆိုတာမသိရပေမဲ့စိတ်ထိ ंछ ုပ်တဲ့နီးပညာမော်ပညာအများကြီးစုပြီးတော့လှုပ်ထားတာအကြောင်းမလို့ လလန်းမမီနိုင်ဘူးလို့အာနီကာကပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ဆေးဆက်နေတဲ့အော်တိုရောက်လာပြီးတော့ဆေးရအစင်းသစ်ဖြစ်ပြီလို့ပြောလိုက်တာကြောင့်မလို့အာနီကာကသူ့ရဲ့ဆေးနဲ့ပြန်မကောင်းရင်တော့မှမင်းကလေးကမျိုးဆက်ဖျောက်ခံထားတဲ့နတ်ငယ်သွေးဖြစ်နေတဲ့အတွက်တက်တာလာနိုင်ရည်ရှိပြီးတော့ဘသူလုပ်တယ်ဆိုတာမေးလို့ရနိုင်ရည်ရှိရဲ့လို့ဂဲရိုရှင်းပြလိုက်ပါတယ်။အရကဲမှာတော့ရန်နီဖာနဲ့စီဝဲလာတို့ကလူပူရီရဲ့ဘန်ကိုရောက်လာကြတယ်လို့ခေါင်းဆောင်ဂျန်ဂါဒီကမိတ်ဆွေရင်းလိုမျိုးနှုတ်ဆက်လိုက်ရင်းနဲ့ကြိုးဆိုလိုက်ပါတယ်။ ရနီဖာလိုအပ်တဲ့အကူအညီတောင်းလိုက်တာကြောင့်မလို့စီဝဲလာအတွက်အထင်းတော်လှုပ်ပေးဖို့သူ့ရဲ့တပည့်ဖာဘရီယိုတောင်းလိုက်ပါရီရနီဖာကဒီနေရာမှာလုံခြုံတဲ့အကြောင်းပြောပြီးတော့ဖာဘရီယိုနဲ့နေရာအထဲအလဲပတ်ရှောက်ကြည့်ဖို့ပြောလိုက်တယ်လို့အခက်ခဲတစ်ခုခုရှိလေနေရာတိအောင်လို့မော်ဂါရာရွတ်ဖတ်ထားတဲ့အကြွေစီကိုပြေးလိုက်ရင်လည်းအသုံးမျိုးနီးပါစီဝဲလာကိုတင်ပေးလိုက်ပါရီရီဒီနီယာမှာလည်းဘရင်ဗက်စမဲကစစ်တီတယောက်နဲ့တန်ပေါ်လုံးပစ်ကစားနေရုံဒီစရာက နိုင်ငံရေးပြဿနာတွေပြင်မီဘီယာကြီးကနက်ဖ်ကရင်နဲ့ဆွေးနွေးခဲ့တာတွေပြောနေတော့မှယီမရှိနဲ့ကွာ ငါဘယင်မအသေးများဟာတက်ခွဲရမယ်အဲ sorry ပါ sorry ပါငါဘယင်ကအကုန်သိရလို့ပြန်ပြောလိုက်ပါရီဘေးနာကောင်းတာတွေဘလောက်ပဲပြောပြောအဖုတ်ကြောင့်တုတ်ကောင်ဖြစ်နေတဲ့ Vismay ကတော့ကုရနတ်တီဆေးမရှိဖြစ်နေခဲ့ပါပြီဒါကြောင့်မေဘယင်တောက်ယူတောက်ယူပြီးရင်ထွက်သွားတဲ့ခါမှာဒေးစရာကလေသူတို့လမ်းမှာကျူကျူလာရှုံနေတဲ့ကိစ္စကိုဖိလစ်ပါနဲ့တိုင်ပင်လိုက်ပါရီထက်စီရာနဲ့တွေ့တဲ့ခါမှာ စီရီလာကိုမြောက်ပိုင်းဘီရင်နေစူးငွေတွေအများကြီးထုတ်ပြီးတော့အဖမ်းခံရအောင်လုပ်နေတဲ့အဓိကလူကမော်တင်းတော်ဟာဖြစ်နိုင်တယ်လို့ဒေပြောလိုက်ပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုအပြစ်တင်ခဲ့ကြပြီမဲ့အတင်းတော်ရဲ့ကျင်းဝေးရပါရမီထူးခြားသူတွေကိုလေ့ကျင့်ပေးရမှာထုံးစံဖြစ်နေခဲ့လို့စစ်ပွဲတွေလည်းရပ်တန့်သွားအောင်စီရီလာကိုလေ့ကျင့်ပေးဖို့ပြောလိုက်ရင်သူ့အမတွေအတွက်တောင်းပန်လိုက်တယ်လို့စီရီလာပေါ်မှာမိဘတယောက်လိုသဘောထားပြီးတော့မာနတွေခွာချခဲ့တဲ့အထိဖြစ်လာခဲ့တာကြောင့်မိခင်မြတ်တာကိုရှာတွေ့သွားပြီပေါ့လို့ထက်စီရောပြန်ပြောလိုက်ပါ ori တပတ်မှလည်းဖာရီယိုနဲ့ဇီးတဲ့ရှောက်လေကြည့်နေတဲ့စီရီလာကပတီဆိုင်တဆန်ရောက်တဲ့အခါမှာတော့အရီတူဇာမျောစင်ရဲ့ပကြီကောက်ကိုကြည့်ရင်လည်းဘယ်နေရာလေးလို့ဖာရီယိုမေးလိုက်ပါတယ်အဲဒါကြောင့်အရီတူဇာရဲ့နာမည်ကျော်မော်ပညာသိတဲ့နေရာလို့ဖြေလိုက်ပါတယ်နောက်တစ်ခဲမှာတော့နက်ဖ်ကာစစ်တီနဲ့ပြည်နေတဲ့ပုံစံနှိမ်မှာစောင့်နေတဲ့အက်ထရစ်စီကိုအမျိုးသမီးတစ်ယောက်ရောက်လာခဲ့ပြီးတော့သူယူလာတဲ့ရှီယောင်းပစ္စည်းတွေပေးလိုက်ပေမယ့်အဓိကရှာခိုင်းတဲ့မိုနိုလစ်စာကိုပါမလာခဲ့ပါဘူး စာအုပ်ကတခြားလူတွေယူသွားခဲ့ပြီးတော့အခုချိန်မှာတော့ရီဒူစာတွေကမော်ဆီယာတယောက်စီမှာရောက်နေရေလို့သတင်းထပ်ပေးလိုက်ရင်းနဲ့ရရရာရှိရဲ့လက်ကျန်ငွေတွေတောင်းပြီးတော့အမျိုးသမီးအပြန်သွားခဲ့ပါတယ်။စင်ထရာနန်နိုတွေကိုဂဟီယာနဲ့စကူရာတေးတို့ရောက်လာခဲ့ပြီးတော့အမီရာရောက်လာခဲ့တဲ့အခါမှာတော့သူကစစ်သားတယောက်ဖြစ်တယ်လို့ဖရန်ချက်စကာဟာအမီရာရဲ့အမိန်တိုင်းမြောက်ပိုင်းသားတွေကိုချွေစစ်တိုက်နေရမဟုတ်ဘဲနဲ့စီဝဲလာကိုရှာနေခဲ့တာလို့သတင်းပေးလိုက်ပါတယ်။စကူရာတေးကိုနန်နိုမှာအေးစေးအနားယူဖို့သူ့ရဲ့တပည့်တွေနဲ့ပြန်ထည့်ပေးလိုက်ရင် ဂိယာရဲ့အပြစ်တွေကိုခွင့်လွှတ်ပြီးတော့ယာရုပြန်ပေးဖို့ဆိုရင်တော့ထိုက်တန်အောင်တသက်ပြရမယ်လို့အမီယာကပြောလိုက်တယ်လို့နတ်ငယ်နှချမ်းကွေးရင်သူစစ်တပ်တို့အကျိုးမရှိရကြောင်းမလို့ခွဲထွက်ကျင်နေတဲ့စကူရာတဲခေါင်းဆောင်ရှင်းပြဖို့ပြောပြီးတော့ဂိယာယာရုပြန်ပေးလိုက်ပါတယ်ဂေရိုတယောက်တည်းထိုင်နေတော့ဂျက်စကီယာရောက်လာခဲ့ပြီးတော့ရီဒီနီယာတိုင်းမီနဲ့ပတ်သက်ပြီးတော့သူ့လုပ်ပေးနေရတွေကိုအမှန်တိုင်းဝန်ခံလိုက်တယ်လို့အခုနေအချိန်ခါမှာတော့စီဝေလာရဲ့လုံခြုံရေးတစ်ခုပဲခေါင်းထဲထည့်ထားတယ်လို့ပြောလိုက်ပါတယ်စီဝေလာကိုဘီအန်ဒီရဲ့အတုံးချခံမဖြစ်အောင်လို့ကာကွယ်ပေးရမှာကတော့ဝေချာတယောက်ရဲ့တာဝန်ပါပဲ ဇေဝလာရဲ့မော်စွမ်းနေကြောင်းသေးစားမသိသေးရကြောင်းမလို့ဂျက်စကီယာကနန်နိုရီယာမင်းသမီးတစ်ပါးလိုပြန်နေဖို့အတွက်တိုက်တွန်းနေရလဲဖြစ်ပါတယ်။ကေရောကဈေးကူတောက်မှုခံယူနေတဲ့မင်းကလေးစီကိုရောက်လာပြီးတော့အာနီကာတားနေရဲ့ဂျားတွေကနှိုးလိုက်ကနမေဒီကိုမိလိုက်တဲ့အခါမှာတော့တာရင်းလိုဖြေးလိုက်ပင်ပဲတိတ်မကြခင်မှာပဲစိတ်တွေပြန်လဲရှုပ်ထွေးလာပြီးတော့အော်ဟစ်နေခဲ့တယ်လို့အတော့မကြတဲ့ဝချားလိုပြောရင်းနေဂေရောမော်စွမ်းနဲ့တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့အာနီကာကိုထိသွားခဲ့လို့လွင့်ထွက်သွားပါတော့တယ်။တာရင်းကအော်တိုရဲ့လေဗင်းကအဆောင်ဆွဲကျိုးကိုခိုးဖြုတ်လိုက်တာအကြောင်းမလို့ တမန်ဝင်ပလီအော်တိုကလည်းလူစိတ်ပြောက်ပြီးတော့ဝင်ပလီပြောင်းတော့မလို့ဖြစ်နေတဲ့အတွက်ဂဲရိုကချုပ်ထားလိုက်ရတယ်လို့ဂျက်စကီယာကတာရစ်စီကအဆောင်လုပြီးတော့ဝေပေးလိုက်တာအကြောင်းမလို့အော်တိုကတော့ဝင်ပလီဖြစ်မသွားခဲ့ပါဘူးဒါရင်ကိုလည်းစီးရီတိုက်လိုက်နေတာအကြောင်းမလို့ပြန်ပြီးတော့ငြိမ်းချသွားခဲ့ပါရီဇေဝလာတယောက်စီထဲမှာရှောက်ကြည့်နေရင်မွေနေကားတကောင်ယုံသွင်းပြမယ်လို့ကြေညာတဲ့စီကိုအောင်ရောက်သွားခဲ့လို့ကပိုက်လိုက်ခံလိုက်ရပါသေးတယ်အဲဒီနောက်မှာတော့မွေနေကားအစ်မဟုတ်ဘဲနဲ့ဝိုင်းဗန်နဂါမျိုးနဲ့ပေါက်တကောင်ဖြစ်နေလို့ထုံးစံတိုင်းအမှန်ဝင်ပြောလိုက်တော့ပွဲပိုင်ရှင်နဲ့ပြဿနာတက်ကြပါဘူး ပန်ရှင်ကဒုံးနဲ့လမ်းရိုက်လိုက်တဲ့အချိန်မှာတော့စီဝဲလာကိုမထိပဲငကားတက်တာကိုထိပြီးတော့တက်တာပွင့်သွားတဲ့အခါမှာတော့ငကားကလည်းတက်တာတွေကထွက်လာပြီးပွဲကင်းတစ်ခုလုံးကိုရှောက်ပြေးနေပါလေစီဝဲလာကဓာတ်နဲ့ငကားကိုအဆုံးသတ်ပြေးလိုက်ပြီးတော့ဖာရီယိုခေါ်လာခဲ့တယ်လို့အကြွေစီကိုကိုင်းနဲ့ဂါရာရွတ်လိုက်ပြီးတော့ရန်ဒီဖာရောက်လာဖို့ခေါ်လိုက်ပါလေဘာမှထူးခြားမလာတဲ့အခါမှာတော့စီဝဲလာကလည်းထွက်ပြေးနေတဲ့မိမတယောက်ကဖန်ဆွဲထားလို့မြန်လုံးနဲ့လက်ကဖြောင်းကနေရိုက်ထည့်လိုက်ချိန်မှာတော့ရန်ဒီဖာရောက်လာခဲ့ပြီးတော့အရိုက်ခံရတဲ့ရီဒါကိုဂျားရီကနေပြီးတော့တောင်းပန်လိုက်ရပါတယ် ဒဇီရောကမော်ပါရမီရှိတဲ့ကလေးမတွေကိုခေါ်ချိန်မှာမော်စွမ်းဘလောက်ရှိလဲသိနိုင်မှုအတွက်မျိုးလုံးချင်းစုံကြည့်နေကြတိုင်းစီဝဲလာကိုကြည့်နေတော့မှာပဲမျိုးလုံးတွေကသွေးရထွက်ကြလာခဲ့လို့ရန်နီဖာအချိန်မီဝင်ကြပြီးတော့အပန်းဖြေရေချိုးကန်သွားမယ်လို့ပြောရင်းနေပဲစီဝဲလာကိုခေါ်သွားပါရီနောက်တော့ရေကန်ပေးမှဝိုင်းတောင်းရင်းနဲ့ယောက်ျားရင်းနဲ့အိပ်ဖို့အကြောင်းတွေရှောက်ပြုံးနေတဲ့မော်ဆီယာမတွေကိုကြည့်ရင်းနဲ့စိတ်ပြတ်နေတဲ့စီဝဲလာကိုဇီနီယာဂျူနီယာထုံးစံတိုင်းဝိုင်မလင်းတွေကိုယူခိုင်းပြီးတော့အစီကံတယောက်လိုရီဒါဆက်ဆံနေလို့ဘူးနယ်ပေါက်ပြောရင်းနဲ့လဲထွက်သွားခဲ့ပါရီ ရန်နီဖာဝိုင်လောင်ကန်းတွေကိုခေါ်သွားရင်းနဲ့အရီဒူဇာရဲ့စစ်တပ်ဆန်ဆန်စီးကန်းတွေကိုရှင်းပြလိုက်တယ်လို့ဇီဝလာအတွက်အလုံးကြုံဆုံးနေရာကအရီဒူဇာဖြစ်တဲ့ပြင်တက်စီရွာကလည်းနေမီတစ်ခုလုံးမှစွမ်းအကြီးဆုံးမော်ဆီယာမဖြစ်နေရာကြောင်းဇီဝလာကိုလေ့ကျင့်ပေးဖို့အသင့်တော်ဆုံးပဲလို့ပြောလိုက်ပါတယ်ဇီဝလာကတော့ဖာဆန်ဆန်မော်ဆီယာမတွေဂျားထဲမှာနေဖို့မကြိုက်ခဲ့ပေမဲ့လေရွေးချယ်စရာမရှိလို့လက်ခံလိုက်ရပါတယ်နောက်တစ်ခါမှာတော့ဒန်ယာရထားတဲ့အာနီကာတယောက်နိုးလာတဲ့အချိန်မှာအတိတ်ကအကြောင်းတွေနဲ့တူတူဂေရိုမီရဲ့အကြောင်းတွေကိုပါဘေးနားကစောင့်နေတဲ့ဂေရိုနဲ့နှစ်ယောက်သားပြောပြခဲ့ကြပါတယ် သူမိတော့ကသူ့ကိုထားရခဲ့ပေမဲ့ဂေရိုကတော့စီဝဲလာဘယ်တော့မှထားရခဲ့မှာမဟုတ်ဘူးလို့ပြောရင်းနဲ့ပြဿနာတွေကိုဖြေရှင်းနေချိန်ဒါရင်ကိုစောင့်ရှောက်ပေးထားဖို့ကူညီတောင်းလိုက်ပါရီဘေးနေချင်းချင်းရန်လိုပြီးတော့စစ်ပွဲတွေဖြစ်တော့မယ့်အချိန်ဒီမှာစီဝဲလာကစစ်ပွဲရဲ့အဓိကအချက်တစ်ခုဖြစ်နေတာကြောင့်အချင်းချင်းစီလုံးမှုအရင်တိဆောက်ရမှာဖြစ်တယ်လို့အစည်းဝေးလုပ်ပြီးညင်းကုန်နေကြမယ်စားဘေးနေနဲ့စီလုံးမှုရယူနိုင်အောင်လုပ်ရမယ်လို့ပြောလိုက်ပါရီရန်နီဖာရဲ့မာနာရဲ့လုံးဝမရှိတော့တာကြည့်ပြီးတော့ထက်စီရာတယောက်ဂျီနူးနေပါတော့ရီစီဝဲလာကတော့မော်ဂါရာနဲ့အကျွေးစီကိုပုတ်ကား ဂေရော့ကိုခေါ်နေတယ်လို့နားထဲမှာလည်းဂေရော့လာနေပြီလို့ပြန်ပြောတဲ့တောင်အကြောင်းနေခဲ့ပါရီရီဒီနီယာနန်းတော်မှာဘရင်နဲ့ဒစ်ရာတို့ညသာစားနေကြရင်းနဲ့ဇီဝေလာကအောင်လာနောက်နေရဲ့အကြောင်းပြောနေတော့မှာရာဒိုဗစ်ကပါဆယ်တစ်တာတစ်လုံးနဲ့ရောက်လာခဲ့လို့စာဖတ်လိုက်တဲ့အချိန်မှာနက်ဖ်ကဘေးရဲ့လက်ဆောင်လိုရီးထားအကြောင်းမလို့ဒစ်ရာကိုကြွားရင်းဖွင့်လိုက်ချိန်မှာတော့မိဖုရားရဲ့ခေါင်းပြက်ကိုတွေ့ရပြီးတော့ခြေကွဲတုံလုံသွားပါတော့တယ်တကယ်တော့ဒစ်ရာနဲ့ဖီလီပါတို့ကဒီဇလန်ကိုစီစဉ်ခဲ့ကြတာဖြစ်တယ်လို့ မိဖုရားကြီးရဲ့အခန်းထဲမှာကောင်းဖြတ်တက်ပြီးခဲ့တဲ့အဆောင်မနဲ့တူနကိုချီလူးနေခဲ့ပြီးမြေဒေဗျာချင်းချင်းဖြစ်နေခဲ့ပါရီချီလူးပြီးရနောက်တော့ရီနက်စ်နောက်မှာကျိုးကင်နေတဲ့မော်ဆီယာဟာနက်ဖ်ကအတွက်အလုပ်လုပ်ပေးနေရဆိုတာစဉ်းစားမိသွားပါရီရီနက်စ်ကနက်ဖ်ကအတွက်အလုပ်လုပ်ပေးနေရမဟုတ်ပေမဲ့လေဒီယာရဲ့ဆရာကနက်ဖ်ကအတွက်လုပ်နေတာဖြစ်လို့ပြောရရင်တော့အတူနဲ့နူနူပါပဲပြောရင်ဆိုရင်နဲ့ရီနက်စ်ကိုရုပ်ဆိုးကောင်လို့ခေါ်လိုက်တာကြောင့်မလို့သူ့ရဲ့ရုပ်ကဆိုးပေမဲ့လီဒီရာလိုမျိုးမျက်နှာအတူနဲ့နီနီရမဟုတ်ဘူးလို့ပြန်ရွှေ့လိုက်ပါရီ စင်ဒရာမာစကိုရာတဲတယောက်အနားယူခြင်းဂဟီယာရောက်လာပြီးတော့အမီရာရဲ့ယုံကြည်မှုကိုပြန်ရဖို့စကားပြောရင်းစကိုရာတဲကိုဓာတ်နဲ့ထိုးတက်ပြစ်လိုက်သလိုယာရုယာကန်တခုအတွက်မိတ်ဆွေတယောက်ကိုတတ်လိုက်ရလို့ခြေကွဲပြီးတော့မှန်နေပါထိုးခွေးနဲ့နာကျင်နေပါတော့ဒီဇီဝေလာကမြင်းနေနဲ့ထွက်ပြေးရင်တောလောင်ရောက်တဲ့ခါမှာတော့တခြားကဘာမိတ်စာရင်းနဲ့ထိတိုက်တိုးပြီးတော့တိုင်ပတ်နေလို့မြင်းကိုအားကုန်မောင်းပြေးနေတော့ဂဲရော့ပေါ်လာပြီးတော့ကဘာပြက်မိတ်စာတွေကိုမှော်ပညာနဲ့တိုက်ခိုက်လိုက်ပါတော့ဒီနောက်ဆုံးမှာတော့ကဘာပြက်အမဲလိုက်မုတ်ဆိုးမိတ်စာတွေပျောက်သွားတဲ့အခါမှာ ဂျေဝေလာကလေဂေရိုကိုအဖေတယောက်လိုမျိုးအားကိုးစိမ့်နဲ့ဖတ်ထားလိုက်ပါရီအဲ့ဒီအချိန်စီဝေလာကသူထင်အောင်ထင်မှဖြစ်တယ်လို့ယူဆထားတဲ့ကဘာဖြတ်အမဲလိုက်မိုးဆိုးရီစီကကြာကြံခဲ့တဲ့ချက်ဝက်ကိုမြင်ပြီးတော့တခြားကဘာလူတွေဆိုတာလက်ခံလိုက်ရင်းနဲ့ဇလန်တပိုင်းလေးပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာဟုတ်ကဲ့ပါရုပ်ရှင်စကားကောင်းလေးတွေကိုအစဉ်အဆက်မပြတ် recap တင်ဆက်ပေးမှမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအောင်အားပေးကြပေးသမျှလေးပြီးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံတော့မူကြပါစေလို့ ဇီဒီဖော်ရဲ့ဝိုင်းတော်သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးရအတွက်လည်းအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ